ဒီနေ့ပြောပြမယ့်အကြောင်းအရာကလူတိုင်းသိထားတဲ့အကြောင်းအရာတစ်ခုလည်းဖြစ်ပါတယ်။ကိုယ်ဝယ်ထားတဲ့အိမ်မှာကိုယ့်ရဲ့အကူဖြစ်သူကိုအခမဲ့နေထိုင်ခွင့်ပေးထားခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအကူကအိမ်နောက်ဆင်းမှာပါနေသူဆိုရင်ရောနှင်ထုတ်လို့ရနိုင်မလား။အားလုံးမင်္ဂလာပါကျွန်တော်ကရှင်းနေဦးမင်းသိအောင်ပါ။ဒီနေ့ကျွန်တော်ပြောပြမယ့်အကြောင်းအရာကလူတော်တော်များများမှားယွင်းပြီးတော့ထင်ထက်ကြတဲ့အရင်လေအရေးကြီးတဲ့ဥပဒေအချက်တစ်ခုအကြောင်းဖြစ်ပါတယ်။အထူးသဖြင့် OA ဦးစီးဌာနပိုင်းတိုက်ခန်းတွေမှာနေထိုင်တဲ့အခါမှာအိမ်နောက်ဆင်းမှာနာမည်ပါနေတာနဲ့ အဲ့ဒီဌာနကသတ်မှတ်ထားတဲ့မိသားစုဝင် ဖြစ်တာနဲ့ဘာကွာတယ်လဲအင်းအောင်စီးရင်တဲ့မှာနာမည်ပါနေုံနဲ့အဲ့ဒီအိမ်မှာတသက်လုံးနေထိုင်ခွင့်ရသွားပြီလို့ဆိုရလားဒါတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ဒီနေ့ပြပြမဲ့ဇလန်တွေ2000ပြည့်နဲ့မြန်မာနိုင်ငံတရားစီရင်ထုံးဥမျိုးမြင့်တဲ့ဒေါ်အေးတင်တရမအထူးအယူခံမှုစီရင်ထုံးကိုအဓိကကိုကတင်ပြသွားမှာဖြစ်ပါတယ်ရန်ကုန်မြို့မှာဥမျိုးမြင့်ဆိုတဲ့သူကအိုးရင်ဦးစီးဌာနကနေတိုက်ခန်းတခန်းကိုတရားဝင်ရှာထားပြခံရပါတယ်သူကအဲ့ဒီအခန်းမှာသူ့အကိုဖြစ်တဲ့ဒေါက်တာမြတ်ဦးနဲ့ အကိုရဲ့ဇနီးတော်ဖြူဖြူအေးတော်ကိုအခမဲ့နေထိုင်ဝင်ပေးထားခဲ့ပါတယ်။နောက်ပိုင်းမှာတော့ဒေါက်တာမြတ်ဦးကပထမဇနီးနဲ့ကွဲပြီးတော့ဒုတိယဇနီးဖြစ်တဲ့တော်အေးတင်နဲ့အဲ့ဒီအခမ်းမှာပဲဆက်လက်နေထိုင်ခဲ့ရပါတယ်။အရှင်တန်တော့ဒေါက်တာမြတ်ဦးကွယ်လွန်သွားပါတယ်။အဲ့ဒီနောက်အခမ်းပိုင်ရှင်ဖြစ်တဲ့ဦးမျိုးမြင့်ကသူ့အကိုရဲ့ဇနီးမုတ်ဆုမတော်အေးတင်ကိုအခမ်းကနေပြောင်းရွှေ့ပေးဖို့အတွက်ပြောပါတယ်။ဒါပေမဲ့တော်အေးတင်ကမပြောင်းပေးတဲ့အတွက်ကြောင့်ဦးမျိုးမြင့်ကအခွင့်အမေရနေထိုင်သူကိုနှင်လုံမှုနဲ့တရားစွဲပါတော့တယ်။ ဒီနေရာမှာတရားရုံးအစဉ်စင်ရဲ့အမြင်ဘလို့ကွဲလဲသွားလဲဆိုတာကိုတကယ်စိတ်ဝင်စားဖို့ကောင်းပါတယ်။တိုင်းတရားရုံးကအခန်းပိုင်ရှင်ဦးမျိုးမြင့်ကိုအနိုင်ပြေးလိုက်ပါတယ်။ဘာလို့လဲဆိုတော့ဒေါက်တာမြတ်ဦးရောသူစနေဒေါ်အေတင်မှာမူလပိုင်ရှင်ရဲ့ခွင့်ပြုချက်နဲ့နေနေတာဖြစ်လို့အဲ့ဒီခွင့်ပြုချက်ကိုရက်ဆက်လိုက်ရင်ပြောင်းပေးရမယ်လို့ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။အဲ့ဒါကိုဒေါ်အေတင်ကမကျေနပ်လို့တရားရုံးချုပ်ကိုအယူခံတက်ပါတယ်။ဒီမှာအမှုက ပြောင်းပြန်ဖြစ်တော့ပါတယ်။တရားရုံးချုပ်ကဦးမျိုးမြင့်ကိုရှုံးစေပြီးတော့ဒေါ်အေတင်ကိုအနိုင်ပြေးလိုက်ပါတယ်။ တရားရုံးချုပ်ကဘာကိုအဓိကကြည့်ပြီးတော့ဆွန့်ပြလိုက်တာလဲဆိုတော့အိုးအင်ဦးစီးဌာနရဲ့စာရွက်စာတမ်းကိုကြည့်လိုက်တဲ့အခါမှာပူးတွဲပါတဲ့အိမ်တော်စုစီးရင်မှာကွယ်လွန်သွားတဲ့ဒေါက်တာမြတ်ဦးရဲ့နာမည်အကူအဖြစ်နဲ့ပါဝင်နေတာကိုတွေ့ရပါတယ်။ဒါကြောင့်တရားရုံးချုပ်ကဒေါက်တာမြတ်ဦးဟာအိမ်တော်စုဝင်အဖြစ်နေထိုင်နေတာဖြစ်လို့သူ့ကိုနှိမ့်ထုတ်ခွင့်မရှိဘူးဆိုပြီးတော့ကောက်ရုံသုံးသပ်ပြီးတော့ဦးမျိုးမြင့်ကိုအရှုံးပေးလိုက်တာပါ။ဦးမြင့်ကဒီဆုံးဖြတ်ချက်ကိုမကျေနပ်လို့တရားရုံးချုပ်အထူးခုံရုံးကိုဆက်တက်ခဲ့ပါတယ် အထုခွန်ယုံကမှဒီအမှုရဲ့အဓိကအသက်သွေးကြောဖြစ်တဲ့အချက်ကိုရှင်းရှင်းလင်းလင်းဆုံးဖြတ်ပေးလိုက်ပါရယ်အထုခွန်ယုံကဘာပြောလဲဆိုတော့အိမ်သားစုစီရင်နဲ့မိသားစုဝင်စီရင်ဆိုတာလုံးဝမတူဘူး၊ကွဲပြားခြားနားတယ်ဆိုတာပါပဲအိမ်သားစုစီရင်ဆိုတာဟာဒီအိမ်ထောင်မှာလက်ရှိအတူနေထိုင်ကြသူတွေရဲ့စီရင်သက်သက်ပဲဖြစ်ပါရယ်ဒီစီရင်ထဲမှာတငယ်ချင်းနဲ့တခြားမိသားစုဝင်မဟုတ်သူတွေလည်းပါနိုင်ပါတယ်။မိသားစုဝင်ဆိုတာကတော့ကိုယ်အိမ်ဦးစီးဌာနရဲ့စူပေါင်းအိမ်ယာနေထိုင်ရေးစီကံကြမ်းများမှာတည်ထောင်အတိတ်ပဲဖွင့်ဆိုထားပါတယ်။ ဲ့ဒီစည်းကမ်းရမိသားစုဝင်ဆိုတာကအိမ်ရှာထားခြင်းခံရသူရဲ့တရားဝင်ဇနီးခင်ပွန်းနဲ့သားသမီးတွေကိုပဲဆိုလိုပါတယ်ဒီမှုမှာဆိုရင်ဒေါက်တာမြတ်ဦးဟာအိမ်ရထားတဲ့ဦးမျိုးမြင့်ရဲ့အကိုပဲဖြစ်ပါတယ်စည်းကမ်းချက်အရဆိုရင်မိသားစုဝင်ထဲမှာမပါဝင်ပါဘူးဒါကြောင့်ဒေါက်တာမြတ်ဦးဟာအိမ်တော်စုစည်းရဲမှာနာမည်ပါပေမဲ့သူဟာဥပဒေအရမိသားစုဝင်မဟုတ်ပဲသူညီရဲ့အဖွင့်အမေရနေထိုင်သူတသက်သက်တာဖြစ်ပါတယ်သူရဲ့ဇနီးဒေါ်အေးတင်ဟာလည်း ခင်ပွန့်ရဲ့အခွင့်အရေးအတိုင်းပဲအခွင့်အမေရနေထိုင်သူပဲဖြစ်ပါတယ်။ဒါကြောင့်မူလပိုင်ရှင်ဦးမျိုးမြင့်ကနေထိုင်ခွင့်ကိုရက်ဆက်လိုက်တဲ့အခါမှာဒိုအီတင်မှာဆက်လက်နေထိုင်ခွင့်မရှိတော့ပါဘူး။ဒါကြောင့်အိမ်တော်စုဝင်အဖြစ်ဖော်ပြရုံများနဲ့နှစ်ထုတ်ခွင့်မရှိဆိုတဲ့တရားရုံးကြီးရဲ့ဆုံးဖြတ်ချက်ဟာမမှန်ကန်ဘူးလို့ဆုံးဖြတ်ပြီးတော့မူလတိုင်းတရားရုံးရဲ့အမိတိုင်းဦးမျိုးမြင့်ကိုပဲအနိုင်ပေးလိုက်ပါတယ်။ကဲဒီဇယ်လန်ကနေကျွန်တော်တို့ဘာတင်ကန်းစာတွေရမလဲကြည့်အောင်ပါ။အဓိကကတော့ဥယင်ဌာနကရှားထားပြီးတဲ့အခန်းတွေမှာ အိမ်တော်စုစီးရင်မှာနာမည်ပါနေုံမျှနဲ့အဲ့ဒီအိမ်မှာနေထိုင်ခွင့်အပြည့်အဝရပြီလို့တတိယပြောလို့မရပါဘူးတကယ်အရေးကြီးတာကအဲ့ဒီဌာနရဲ့အသက်ဆိုင်ရာစီမီစည်းကမ်းတွေမှာတရားဝင်သတ်မှတ်ထားတဲ့မိသားစုဝင်ဆိုတဲ့အတိတ်ပဲဖွင့်ဆိုချက်ထဲမှာကိုကအကျုံးဝင်နေသလားဆိုတာပဲဖြစ်ပါတယ်အိမ်တော်စုစီးရင်မှာပါနေပေမဲ့ပန်ရှင်ရဲ့မိသားစုဝင်မဟုတ်ဘူးဆိုရင်တော့တင့်အနေနဲ့မိသားစုရဲ့အခွင့်အရေးကိုရရှိမှာမဟုတ်ပါဘူးဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီဗီဒီယိုကနေကျွန်တော်ရဲ့မိတ်ဆွေတွေအကျိုးတစုံတရာရလိမ့်မယ်လို့မျှော်လင့်ပါတယ် ားလုံးကိုကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့ရက်လေးဖြစ်ကြပါစေ။